ပြောကျင်တာဘဝရဲ့ရိုက်ခတ်မှုဟာဥမာတန်ဝေကညံဆိုတာကွာခုနလိုခံစားရတာရဲ့ဘဝတိဆောက်ပုံရဲ့သူ့ကိုဖြစ်စေတယ်မြတ်စွာဘုရားသခင်လည်းနမိတ်ကြီး၄ပါးကိုမြင်တယ်ဆိုတာဒါတကယ်တော့သူ့ရဲ့ဘဝကြီးအခြေအနေကထွက်ပေါ်လာတဲ့သဘောတရားမလို့ငါမေးတာပါအဲလူတထူးရဲ့သူတထူးရဲ့ဂုံတိတ်ခါကိုကြားစီဘူးအဲတမင်ကိုပြောခွက်ကိုရှာတာမဟုတ်ပါဘူးအဲဘုံဘုံလူတွေအဲ့လိုပြောကြလို့ဒီဘောရကွန်ကြီးကဖြူးလိုက်အဲ့တိုင်းပဲသူတို့ဘာကိုနှိမ်ရင်းလို့မဟုတ်ဘူးလူတွေရဲ့အမြာ ဗုဒ္ဓရဲ့မျက်လုံးကိုစက်ကူမရသေးဘူးဆိုပြီးမင်းတို့ငါတို့ကအခုလားမင်းငကိုရဲဆိုင်မင်းဆိုရင်ပြောရဲလာတယ်တရားသမောကိုပြောကျင်တယ်အဲ့လိုပေါ့ဟိုဂျန်တဲ့လူနဲ့မပြောရင်နေဆရာတော်နဲ့ပြောရင်မင်းမအားရှိတယ်ဟုတ်တယ်မလားအဲ့အရာတွေကခုနပြောလို့ပေါ့ဖြစ်ကျော်တို့ငင်းလို့စိတ်ထွက်ရခြင်းချက်ချင်းခုပြတ်မှုဆိုတိုးရင်စိုက်ဆိုတော့ဘုရားရဲ့ခွန်တပန်းသောအင်္ဃာတို့ရဲ့ပြောင်းလဲမှုတွေမှာရှိတာ哦တင်ပါဗျာဒါမဲ့ဟိုတို့ လေဒီဆရာတော်ဘုရားကြီးပြောတဲ့စကားရှိတယ်ပေါ့ကွာအဲ့ဒီကောင်ဟုတ်မဟုတ်ကွာတဲ့9 9 9နှစ်တွင်စောင့်ကြည့်ပါဆိုတာခေါ်လာတော့ဘုရားပဲဟဲ့လေဒီဆရာတော်ဘုရားကြီးပြောမှာပဲလူတွေကအဲ9နှစ်ကိုသဘောကျတယ်လေရလားလိုက်မကောင်းဘူးတော့ဟေးဒီမ ်ဗျာ။ဟဲ့ရတော့ပြော။အေးရနေရငါလည်းမတရားတွေအောက်ကဖြတ်လိုက်အပေါ်ဖြတ်လိုက်နဲ့အမြင်အခြေအနေကိုပြတာလားမင်းအတန်နဲ့ပဲတို့ကနားစင်မျက်လုံးနဲ့လည်းခံစားတာပြောမင်းပြောတာအကုန်ကြားတယ်လို့တမပါဗျာ။အဲခဏဆရာခဏရခဏလားခဏနေပေါ့ဟုတ်တယ်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 လေဒီဆရာတော်ပြာကြီးကပြောမှာပဲအလုံးဝကြိုက်တယ်ပေါ့ကွာမိုးဆရာတော်ပြာကြီးကလည်းအဲ့တော့အတုံးချတယ်ပေါ့ကွာ ဘုရားဟောတာကတော့ရှိတာပေါ့ကွာတတ်တန်ပါလေငါအဲ့ဒါလေးတော့အရင်တော့လွတ်ကျက်ထားပါလေသူများဟောရှိဖို့ပေါ့ကွာအဲ့ပေါ့ခုနှစ်ခုနှစ်ခုနှစ်နှစ်ကိုအဲ့လိုသွားပြောတာပေါ့အဲအဲ့လိုခုနှစ်နှစ်တော့စောင့်ကြည့်ပါဆိုတာကတော့ဗုဒ္ဓဘာသာတို့ကအဲ့လိုပေါ့တရားသဘောအရာမိမမရှုပ်တော့ဘူးစကားလိညာမပြောတော့ဘူးဟဲ့ငါးပါးသီလတကယ်လုံလားခုနှစ်နှစ်လောက်ကြည့်ပေါ့ကွာဒီကြားထဲကအဲ့လိုမျိုးနေရှိတာပေါ့အဲ့ဒါကြောင့်ဗုဒ္ဓအခုကမင်းကခုနလိုဖုံးမအခုကအရှိလဲမင်းကတွက်ပြလို့ရတယ်မရှိလဲတွက်လို့ရတယ်ဒါမဲ့ ဘွားရဲ့ဘွားလေးအချင်းကြီးကိုမေးတဲ့အခါမှာတချို့ကြတော့မဖြေချင်ဘူးလေအာတပည့်ကမိန်းမနှစ်ယောက်ရှိပါပြီသုံးယောက်ရှိပါပြီဟုတ်အဲ့လိုပြောဖို့ခက်တယ်လေတပည့်ကအရင်သားအဲ့ဒါကြီးကခက်တယ်ဒါကြောင့်ပြောနိုင်တာပြောမပြောချင်တာမပြောနဲ့အရေးကြီးတာမင်းရဲ့နှလုံးသားမှာခိုင်ကြည်တဲ့အသည့်ပဲဘုံတို့အဲပြောင်းနေဆိုတာယုတ်ကြီးလဲပြောင်းသွားတာမဟုတ်ဘူးနန်ကြီးလဲပြောင်းသွားတာမဟုတ်ဘူးမင်းရဲ့အမြင်အတခုဗိုက်ရှင်းတခုလုံးပြောင်းသွားတာအာဘုရားမသာဖြစ်ပြီဟဲ့လို့စိန်ခေါ်ရဲတဲ့အသည့်ပေါ့ခုဒီမှာနာမည်လားဘုရားမသာရော အကုန်လုံးအလွယ်နတ်တဝိတဝါကိုကိုယ်လူလွဲကျော်နေတဲ့အားတွေကဟို99.99%လောက်ကအမေရိကန်ဗုဒ္ဓဘာသာတွေမြားနေတယ်ကွာအခုအခုအိန္ဒိယကိုလာပို့ပြီးတော့တနာဖို့ကောင်းတာမဟုတ်ဘူးကွာသူတို့လုံနေသမျှไก่นี่เนี่ยเนี่ยพุทธะเนี่ยญานนเนี่ยสายเว้ยပြီးတော့พุทธะရဲ့เอ่อกันนอยะလုတ်တဲ့အမှုจิตเนี่ยရှိသေးတယ်အခြေဝါလေးတွေဆေးရမှာတို့အဲ့လိုလေးတော့ဒါသူတို့ဒီမှာကြံနေခဲ့တဲ့ ယဉ်ကျေးမှုရဲ့အဲဗုဒ္ဓပြခဲ့တဲ့ဓမ္မရဲ့အဲသမယအိမ်မတဲ့ခြေောက်ကဖုံမပြအောင်လို့ခြေောက်ဆေးတယ်ဆိုတာခြေသေးချင်းဆိုတာဖျားပြီးခဲ့တာဒီမှာအဲ့ဒါတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေကသူဟန်ပြလုတ်တာမျိုးတွေအဲ့လိုပန်းလေးတွေနဲ့အနှံသင်းအောင်လုတ်တာတွေအဲ့လိုပေါ့တော့ဆိုဖျားအဲ့ဒါတွေမပါဘူးလေကောင်းပြီအဲ့တော့ကသားငါပြောတာအများကြီးမဖြစ်သေးဘူးမင်းပြောကျင်တဲ့အမေအဲမိမိသားစုမမေဖေဖေမောင်မောင်မမအမေရဲ့အိမ်တော်ကိုစား မင်းရဲ့တွေ့တဲ့ပုံစံကိုမင်းရဲ့ယတ္တတစ်ခုကိုမင်းဘယ်လိုချပြလိုက်လဲအဲ့ဒါလေးပြောပါလားစကားပြတ်တော့တဲ့အားလေးဆက်ခွင့်ပြီပါဗျာဟုတ်ဟုတ်ဟုတ်လူရင်းရှောင်းရရင်တော့ပထမတော့ကတော့သူလူငါလိုပဲပေါ့လေကိုယ့်ရဲ့မိသားစုဝင်သူရင်းသားရင်းတွေအခုလူတွေမကြမ်းမမာတကယ်နာကျင်ခံခက်ဝေဒနာတွေယောဂါတွေကပ်ပြီးတော့ဆေးရုံတ ဟုတ်ပြီဟုတ်ပြီအဲသူတို့သူတို့ရုပ်တွေမချမ်းသာရင်ကိုယ်လည်းလိုက်မဖြမ်းသာဘူးဗျာအေးပါအေးပါဟုတ်တယ်ဟုတ်တယ်အာသူလိုကလိုကြုံနေကြဟာပေါ့ကိုကိုကိုနာတော့စိတ်နာတော့ပေါ့ကိုနာတော့စိတ်နာတာပေါ့ဟုတ်လားမမမမအဲဆိုတော့ အဲ့ဒါဆရာတို့တရားတွေနဲ့အခုလိုမျိုးမနာခင်မကြင်ခင်လိုက်မလုခင်အောင်လို့ဖြစ်တယ်သူလိုကလိုပဲတပြီးတော့လည်းစိတ်မကောင်းဖြစ်အာတော့ကြားသလောက်ကြံစီရအားထုတ်တယ်ဗျာဒီကနေလှမ်းပြီးတော့ငွေအားလူပါစီစဉ်အားတွေဟိုညောင်ပြူလှမ်းအဲစီစဉ်ပေးရတယ်ဗောလေကုဖို့တာဖို့လေဆိုတော့အဲအဲ့လို ြောပြောပြောငါနဲ့ကိုသွားရှိသလောက်လောက်တာပေါ့အေးပေါ့အေးပေါ့အေးအခုခုခုနောက်ဆုံးချိန်နေရတော့ဘာဘာလေးပြောင်းလဲသွားလဲဆိုတော့ကိုယ့်ဟာကိုအแกခတ်မိတာကိုရှောင်ရှောင်ပေါ့အေးပေါ့အေးအော်သူဒီလိုပဲဝမ်းနေစရာတွေစိတ်မကောင်းစရာတွေကြုံကျွန်တော်လည်းရောစိတ်မကောင်းလဲအခုစိတ်မကောင်းဖြစ်တာတွေကပါသူတို့ကစိတ်မကောင်းအာကိုကဒီခေါင်းဟုတ်မှာဟုတ်ပါမလားပြောင်းမှာပြောင်းပါမလား အာဆင်မပြေပါမလားကုရသရာမှာအကိုကေပါမလားလေအဲ့လိုတွေ state ဘူကြောင်းကြပြီးဖြစ်နေခြင်းကိုကတို့ပို့ပြီးတော့ကုညီရမရဘူးဆိုတာတွေနားလဲသွားပါဘို့လေကြောင်းကြကြောင်းတာမလွတ်ဘူးပေါ့ကွာကိလေသာတွေရှိနေသေးပေါ့တန်လန်းကြီးပေါ့အဲ့ဒီသဘောပါပဲအင်းပြောမှန်မှာအဲ့တော့ဆရာတော်ကတော့ဒီဒီတစ်ခေါက်ကအကောင်းဆုံးဒီဒီခုတုံးနဲ့တူ စိတ်တွေပေါ့ဗျာစိတ်တွေကိုအဓိကစိတ်တွေကိုအဓိကအာထားဖို့ပေါ့လေသိပေါ့အေးပေါ့အဲ့တော့ကိုယ်စိတ်ကိုဟိုအကောင်းဆုံးလောဘဒေါသမောဟနည်းအောင်စောင့်ရှောက်နေခြင်းကအကောင်းဆုံးတစ်ဖက်ကဟုတ်တော့ဗျစိတ်ကိုအကောင်းဆုံးကူညီပေးခြင်းပေါ့လေဆိုတာမျိုးတွေကိုဆိုတာမျိုးတွေကိုနားလေဟောလို့နားလေရတဲ့ခေါ်တဲ့အတိုင်းလေဟုတ်မဟုတ်ပြီးတော့စမ်းသပ်ပြီးတော့ကြင့်ကြည့်ရတရားစခန်းမှာ ဒီဘက်ကလည်းဝေယဝိဆာလုံရင်အဲဆရာသမားလည်းတက်ဆွမ်းသမျှဟိုပါဘောဝိဖြည့်ရင်ဗောလေအဲကုသိုလ်ယူရင်ဗောလန်တီးယားတွေလုံရင်ကိုကိုယ်တိုင်လည်းတရားယောဂီလုံရင်ဗောတရားအားထုတ်ရင်စိတ်ကိုလည်းတက်နိုင်လို့ဆောက်ကိုယ်စိတ်ကိုတက်နိုင်လို့ကိုယ်စိတ်ကိုဆိုတော့အခုပြောရင်းနဲ့လားပြောတာဗောလေပြောရင်းနဲ့လားကိုယ်စိတ်လို့နာသာသုံးပြီးတော့ရှောင်နေရအဲ့တော့ ီမိဖြစ်နေတဲ့စိတ်ကိုနဲ့နိုင်ဆောက်ရှောက်တယ်ပေါ့ဗျာ။ဘာဘလူနီးနဲ့ဆောက်ရှောက်လဲဆိုတော့ခုနကဟူဝန်တော့ကရောက်တဲ့စိတ်ဒီဝင်လာရင်ဘုံဘဝပေါ့ဒါတွေကိုအတီမယူဖို့မခံစားဖို့ပေါ့။အဲအဲ့လိုအဲ့လိုအေးအေးချမ်းချမ်းဖြစ်အောင်ဆောက်ရှောက်နိုင်လေဒီဟိုဘက်ကိုသွားတက်ရောက်နေလေဟိုဘက်ကဟိုဘက်ကိုကာဟာတွေကထူးခြားမှုအခါတိုင်းနေလားလာလား ကိုစားညံစမ်းရှိသလောက်တွေကုညင်းနေတာထက်မို့ထိရောက်တယ်ဆိုတော့သူကတွေ့ရတယ်ပေါ့ဘလိုနည်းနဲ့တွေ့ရလဲဆိုတော့သူဘာတရားတွေလုံးဖြစ်လာတယ်တရားကိုအားကိုးလာတယ်တရားတွေနားတယ်ကြားတယ်ဟာဒီတော့ကနှိမ့်ဆက်တယ်ကြားတယ်ဟာတရားကိုအားကိုးအားကိုးလာတယ်အရင်တော့ကကျတော့လေအရင်တော့ကလည်းလုံခုပါပဲဗျာပြီးတော့အာတရားလေးဖွင့်နာအာဒီ ်စာရှိစီပြားဆရာတော်တရားလေးတစ်ခုနာပါကြောင့်ကြီးတရားလေးဒီနာမကျန်းသူများတော့ဟောရရားလေးဖွင့်မှာနာဘေးကလူလာဆောင်တွေကိုလည်းနာခိုင်းဖွင့်ခိုင်းပေါ့လေကိုကတော့မလုံရှင်းအဲညောတတ်တတ်နဲ့လုံဖြစ်အဲလိုတိုက်တွန်းလာတွေကသူကိုယ်တိုင်လည်းမလုံလို့ဖြစ်ကြတော့လုံလုံတွေလည်းအကျံမပြုတ်တော့ဘူးဘယ်နဲ့ကိုကိုယ်တိုင်ကိုကိုရန်ဒီရနေပြီးတော့စိတ်ကိုအကောင်းဆုံးအေဂျင်ဖြစ်အောင်အေးချမ်းချမ်းဖြစ်အောင်ပေါ့လေခုနလောဘဒေါသ တတ်နိုင်တယ်မြန်ရွှော့အောင်နည်းအောင်ကျင့်နေအားထုတ်နေခြင်းရပဲဟိုတော့တက်ရောက်တယ်ဆိုတာလေးကြီးကောင်းပြီဘာအဲ့ဒါလက်တွေ့လက်တွေ့ကြုံရတယ်မင်းပုံနဲ့ဖွင့်လို့ရပြီလားရပါပြီအဲ့ဖွင့်လိုက်တော့ဘုံဘုံနဲ့ဖွင့်လို့ရပါပြီအဲ့ဘုံကာလီရက်ထားတဲ့အဲ့ဘုံဘုံကဒီမှာရိုက်နေတော့လေအဲ့လိုဖြောင်းโอเคโอเคโอเคဟုတ်ပြီဘုံဘုံပုံရဲ့အင်းလို့ဒီမင်းပုံတယ်ကောင်းပြီဒီလိုပါအဲ့တော့ဘုံဘုံလိုချင်တာကတန်ဂရီနီယန်လို့ခေါ်တယ် ြုတ်ဝဲကိစ္စကုံပြီဆိုတဲ့လူတွေကိုဘုံမတွေ့ကြတာအခုမင်းကပြုတ်ဝဲကိစ္စတွေကိုသတိနဲ့လုံနေတယ်ဆိုတော့ဥဒ္ဓမသာရပြောတဲ့စကားဆိုရင်တော့သူကဓမ္မနုပဒနာပေါ့ကွာရှုစဲရှုစဲမြင်စဲသိဉင်စဲနဲ့ဟလာပြက်စဲခဏဉာဏ်တက်ရအောင်ဓမ္မပညာကိုစီပါဆိုတဲ့အတိုင်းပဲလုံနေတာကောင်းပါတယ်ဒါဘုံမကတော့ဟိုဒါညင်းစရာမရှိအဲတတ္တဝါတိုင်းဟိုလောဘဒေါသမောဟရှင်းနေတော့ လောကဒေါသမောဟချုပ်တဲ့နေရာလောကဒေါသမောဟကင်းတဲ့သဘောဒါတို့တွေလောက်ရမှာလေအဲ့တော့ကောင်းတယ်